ကဲတော့ကျွန်တော်ဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနေ့အစောပိုင်းတစ်ဖြက်ပေါ့နော်မနေ့ညနေစပြီးတော့ဒီကနေ့မနေ့အစောပိုင်း9:00ခန်းထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေတိတိကျကျပဲလာပြီးတော့ဖတ်ပြတော့ပါနေ့လည်းကြာမှာပဲနောက်ထပ်နေ့လည်းပိုင်းနောက်ဆုံးသိရတဲ့သတင်းတွေ reaction video ဖိုင်ပြည့်ပြည့်စုံစုံလေးနဲ့နောက်ထပ်ဒီပုံနေ့လည်းပိုင်းဒီတစ်ဖြက်ထပ်ပြီးတော့ကျွန်တော်တင်ပေးပါဦးမယ်ကဲတော့မနေ့ကညကတော့ကျွန်တော်ကိုယ်တိုင်သတင်းတွေနေ့မှာနည်းနည်းလေးနားလိုက်တဲ့ပုံစံမျိုးကြောင့် video ဖိုင်လေးဒီပုံကတော့ မတင်သေးလိုက်ဖြစ်ဘူးပေါ့နော်ကဲတော့ဒီကနေ့မနေ့ပရမအောင်ဆုံးတရင်ကောင်းတပုတ်ကိုပဲစပြီးတော့ပြောရမယ်ဆိုရင်မင်းညာညာဘက်ပိုင်းမှာတက်လာတဲ့ကင်းပြင်းနဲ့မြောက်ရီညွန့်နဲ့မင်းလက်ပံမှာရှိတဲ့ DGB ရဘူတခွားသီးပိုင်တဲ့ကြားဖြတ်ယုံကို KNL တပ်ဖွဲ့ဝင်တွေကဝေရောက်စီးနေရမှာလက်နဲ့အာလုံးပေါင်း186လက်ကိုတင်းစီရမိပြီးတော့ DGB ရတပ်ဖွဲ့ဝင်တချို့ကိုလည်းထိမ့်သိမ်းထားနိုင်ခဲ့တယ်လို့သိရပါတယ်အပြည့်စုံကတော့ကြံခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့မှာ ကယန်လီမစစ်ကြောင်းကအဲ့ဒီမင်းလက်ပံကြေးရွာမှာရှိတဲ့ဒီဒီဂီဘီယာဘူတခွားသည်လုံကျုံရင်ပြီးတော့လောက်ကင်နေတဲ့ကြားဖြန့်အလုံးယုံကိုဝင်ရောက်စီးနေခဲ့ကြောင်းရင်းတို့စီးနေရမှာပြစ်ခတ်မှုတချို့ရှိခဲ့ပြီးတော့အဲ့ဒီနောက်မှာကြားဖြန့်အလုံးယုံကိုလုံကျုံရင်ယူပေးထားတဲ့ဒီဂီဘီတပ်ဖွဲ့ဝင်20ဦးကိုလည်းဒါထိမ့်သိမ်းနိုင်ခဲ့ပြီးတော့လက်နက်စုစုပေါင်း186လက်ကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဘေးနားမှာဒီသိမ်းဆီးရမိတဲ့လက်နက်ခဲရဲ့ DGB တက်ဖို့ဝင်အယောက်20ဦးရဲ့ဓာတ်ပုံတွေခြာပေးတော့ပါတယ်ဆက်ပြီးတော့ဖတ်ပြမေးဆိုရင် DGB ကဘိုးတခွန်းသီးတဲ့အဖွဲ့တွေကတော့စစ်ကောင်စီရှိတဲ့မြောင်းဝီမျိုးဘက်ကိုရှောင်ပြေးသွားတယ်ဘိုးတခွန်းသီးလုံခြုံရေးယူပေးထားတဲ့ကြားဖြန့်ယုံတွေမှာတရုတ်ကောင်တွေလည်းမရှိတော့ဘူးအကုန်လုံးပြေးကုန်ကြပါတယ်ဆိုပြီးတော့ KC ရေးသတင်းမြစ်တွေကတော့ပြောပြထားပါတယ်ဒီနေ့လဲ KNL မဟာမိတ်တပ်တွေနဲ့စစ်ကောင်စီတပ်တွေမင်းလက်ပံတင်းချိုင်းဘက်မှာတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေတယ်ဒီကနေ့ ထိုင်းဘက်ကြည်ကြားမှုတွေလည်းဆက်ပြီးတော့ဖြစ်နေပါတယ်ဆိုပြီးတော့နောက်ထပ်ကင်စီရေးသတင်းမျိုးတခုကလည်းပြောပြထားပါတယ်အဲ့တော့ပြောချင်တာကတော့ DKB ကကျွန်တော်ဗိုလ်တော်ခွားသီးနဲ့အဖွဲ့ရတော့စစ်ကောင်စီရှိတဲ့မြောက်ပြည်မြို့ဘက်ကိုရှောင်ပြေးသွားပြီးတော့၎င်းလုံခြုံရေးယူခင်းနေတဲ့အဲ့ဒီကြားဖြတ်ရုံမှာရှိတဲ့တရုတ်ကောင်တွေလည်းအကုန်လုံးထွက်ပြေးကုန်ကြရလို့သိရတယ် KNL တပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းတိုက်ခတ်ရမှာပြစ်ခတ်မှုတချို့ဖြစ်သွားပြီးတော့အဲ့ဒီမှာလုံခြုံရေးယူခင်းနေတဲ့ဗိုလ်တော်ခွားသီးတော့မဟုတ်ပေမဲ့လည်း DKB တပ်ဖွဲ့ဝင်အယောက်20ဦးတော့ ထိမ့်သိမ်းနိုင်ခဲ့ပြီးတော့လက်နဲ့အားလုံးပေါင်း186လက်သိမ်းဆီးရရှိပါတယ်ဆိုတော့ပရမအောင်ဆုံးတရင်ကောင်းတပုတ်ပါပဲ DKB ကနာမည်ရဘူတခွားသီးမလို့စောစောင်းကိုပြောတဲ့ဘုံမယုတ်သီးဆိုရင်တော့တကယ်ကိုမလွယ်တဲ့အကောင်တွေပါပဲအဲ့တော့တစ်ဆင်းအဲ့ဒီကြမ်းဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကညလည်း DBB ကဘလို့ဖော်ပြထားလဲဆိုရင်စစ်တပ်ပတ်လည်ရှိနေတဲ့မင်္ဂလာတို့မြို့နယ်တွင်းမှာကြားဖြန့်လုပ်ငန်းတွေဟာဆက်လက်ပြီးတော့ဟာမပြက်တွေရှိနေတယ်လို့သိရပါတယ်အပြည့်အစုံကတော့ အကျံဖက်စစ်ကောင်စီတပ်တွေဝင်းရံထားတဲ့မင်္ဂလာတုံမြို့နယ်ထဲမှာကြမ်းဖြတ်ငွေလင်ငိုင်းလုပ်ငန်းတွေအထိုင်ချလုပ်ကင်ရံနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ဟာမပြတ်ဆက်ပြီးတော့ရှိနေတယ်ဆိုပြီးတော့မြို့ကန်ဒီစီကသိရပါတယ်ဒီပြုံမှာပဲအဲ့ဒီကြားဖြတ်ငွေလင်လုပ်ငန်းတွေဟာစစ်ခွေးတပ်ပတ်လည်ရှိနေတဲ့ခရီးပင်လမ်းခွဲနဲ့ဒဏ်ငင်းကိုလမ်းဆောင်ကြမှာကိုအထိုင်ချပြီးတော့လုပ်ငန်းတွေလုပ်ကင်နေတာလို့ကိုယ်တိုင်ငွေလင်ခန်းပြီးတော့အဲ့ဒီနေရာကိုရောက်ဖူးတဲ့သူတွေကလည်း ထပ်မံပြီးတော့ပြောဆိုထားပါတယ်ကြံခဲ့တဲ့လကလည်းအဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ဖတ်ပြသွားခဲ့တယ်အဲ့တော့အခုမျိုးကန်တွေကဝင်းလင်းခံလာတဲ့တရင်တွေထွက်လာပြီးတဲ့နောက်မှာကြောင်ဖြန့်ရုံးရှိတဲ့နေရာစီကိုလိုဝင်လိုထွက်တွေကတော့အရင်လိုမျိုးမဟုတ်တော့ဘဲနဲ့ပုံပြီးတော့တင်းကျပ်ထားပြီးတော့လုပ်ငန်းတွေဆက်ရှိနေသေးတဲ့လှုပ်ရှားမှုတွေကိုဆက်တွဲနေရတယ်ဆိုပြီးတော့ကိုယ်တိုင်ဝင်းလင်းခံသူရဲ့မိသားစုဝင်တယောက်ကလည်းဒီလိုပဲပြောထားပါတယ်ဝင်းလင်းဖို့အရင်ဆုံးချိတ်ဆက်ပေးတဲ့တယောက်လည်း ရက်ွက်ထဲမှာရှိနေတော့ပဲသူတို့သွာလာလှုပ်ရှားတာကြီးလည်းမြင်နေရတာဆိုတော့အဲ့ဒီကြားဖြတ်လုပ်ငန်းတွေကဆက်ပြီးတော့ရှိနေသေးတဲ့သဘောပါပဲအဲ့တော့အဓိကအဲ့ဒီလောက်ကန်နေတဲ့ရန်ကုန်မင်္ဂလာတုံနဲ့ဒီတနင်္ဂနွေလမ်းဆောင်ချောင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေအနည်းဝန်းကျင်မှာအကြံဖက်စစ်ခွေးတက်ခဲ့646တက်ရှိတယ်ဒီငုံစစ်သားစုဆောင်တွေတက်ရှိတယ်စစ်စေးတက်ကတူရှိတယ်စစ်တပ်နိုင်ငံတွေရှိတယ်မင်္ဂလာလုံးမြို့မရဲစခန်းတို့ရှိနေတဲ့အတွက်ကြောင့်စစ်တပ်ကအကာအကွယ်ကိုယူပြီးတော့ လုပ်ငန်းလဲပတ်နေတဲ့သဘောတွေဖြစ်နိုင်နေဆိုပြီးတော့မြို့ကန်ပြည်သူတွေကလည်းပြောဆိုထားပါတယ်ကဲတော့ကြားတဲ့အတိုင်းပဲနော်ကျွန်တော်မော်လမားတွေကြားဖြန့်ဆိုလို့မြောက်ပြည်နဲ့ကေကေပါတို့ရွှေကိုကိုတို့ကြောက်ခက်တို့ကျွန်တော်ဖျားသုံးသူတွေမှုအခုဆိုရင်ရန်ကုန်မြို့မှာလည်းနေရာအနိုင်ပြားမှာကြားဖြန့်လုပ်ငန်းတွေကပုံမကျေပြန့်လာပြီးတော့လှန်တရားဘက်မှာဆိုရင်လည်း FMI CD တွေမှာရှိတယ်ကုလူတွေငှားပြီးတော့လုပ်ကန်နေတယ်အခုတော့ဒါမင်္ဂလာလုံးလမ်းဆောင်နဲ့ဒဏ္ညင်းကုန်းလမ်းဆောင်ကြားမှာစစ်ခိုးတဲ့တွေအကုန်လုံးတို့ရဲ့ဒီကျွန်တော်တက်တီ channel ရဲ့ဂျားထဲမှာပဲ လုံခြုံရေးတွေယူပြီးတော့ကြားဖြတ်လုပ်ငန်းတွေဟာပေါ်ပေါ်ထင်ထင်ကိုလောက်ကန်နေရဆိုတော့ကတလက်စားတယ်အဲ့ဒီကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့က BGF ကဘလို့ထုတ်ပြန်လာလဲဆိုရင်ဒါလည်းနောက်ထပ်ကျွန်တော်တို့မအေးဝေးစီစဉ်တဲ့ရုပ်ရှင်ဆန်ဆန်ကျွန်တော်တို့ဟန်ပြလုတ်ပြတဲ့အကွက်တွေပါပဲတခြားမဟုတ်ဘူးအဲ့ဒီရွှေကိုဘူတွေမှာရှိတဲ့ကြားဖြတ် online ငွေလေးလုပ်ငန်းတွေကနေအသုံးပြုခဲ့တဲ့ဒီလက်ကင်ဖုံးအလုံးကြီးเนาะလက်ကင်ဖုံးအလုံးကြီး2000ကျော်နဲ့ ကွန်ပျူတာအလုံးရေ3000ခန်းလို့ကို BGN နဲ့စစ်ကူတက်လို့ပူပေါင်းပြီးတော့မနေရတော့တာလမ်းကြီးဆက်နေတဲ့တက်ပြီးတော့ကျင်းနေတဲ့ဓာတ်ပုံတွေကတော့ BGN ဘက်ကတော့ဝဝေဆာဆာကိုထုတ်ပြန်ထားပါတယ်ခင်ဗျာဒီလက်တော့အစုပ်ပလုတ်တွေနဲ့ဖုံးအစုပ်ပလုတ်တွေကလုံခဲ့တဲ့၄-၅လောက်တွေကကီကီပတ်မှာဝင်စီးလေးရတောင်ပုံရပုံကိုရှိခဲ့တဲ့ဟာတွေကိုဒါကိုကျွန်တော်တို့နိုင်ငံတကာနဲ့အမေရိကန်မှာအကုန်လုံးတကယ်ကိုကျွန်တော်တို့ကြမ်းဖြတ်လုပ်ငန်းတွေမွေးရာဇာခိုင်ကောင်းဆောင်တွေလူကုန်ကူးတဲ့ကိစ္စတွေနိုင်ငံဖြတ်ကျော်စစ်ရာဇီမှုတွေအကုန်လုံးဟာ ဘူချက်ကမြန်မာနိုင်ငံမှာပဲရှိနေဆိုပြီးတော့ပေါ်ပြလာပြီးတဲ့နောက်မှာတော့အသေးအံကိုကျွန်တော်တို့စစ်ခိုးတဲ့ BGL အကောင့်တွေဟာလက်တော့အစုပ်ပလုတ်တွေဖုံးစုပ်ပလုတ်တွေကိုတော့မနေ့ကတော့လမ်းကြီးဆက်နဲ့တက်ကြိတ်ပြတဲ့ဓာတ်ပုံတွေကတော့ဝါရဖြန့်လာတာကိုတွေ့ရပါတယ်ဘေးနားမှာအဲ့ဒီဓာတ်ပုံတွေကျွန်တော်ချပေးထားပါတယ်ကဲတော့ဒါကတော့ကျွန်တော်အချင်းချင်းပဲကျွန်တော်ဖတ်ပြတာပါကဲတော့ကျွန်တော်တို့ရခိုင်ဘက်ကတရင်းနေဘက်ကိုလှည့်လဲအောင်ပါအဲ့ဒါကတော့ဒါမနေ့ကညနေပိုင်းကတက်လာတာပါအခု ကြောက်ဖြူအနည်းကပင်လယ်ပြင်မှာအကျမ်းဖက်စစ်ခိုးတဲ့ကနေပြည်တော်မီးလောင်ပေါက်ကွဲနေတာကိုဒေသခံတွေကတော့မြင်တွေ့ရပါတယ်အချင်းချင်းပြောရမယ်ဆိုရင်နိုဝင်ဘာလ22ရက်နေ့မနေ့ပိုင်းကကြောက်ဖြူအနောက်ဖက်ဒါကမ်းလွန်ပင်လယ်ပြင်မှာအကျမ်းဖက်စစ်ခိုးစုရဲ့နေပြည်တော်ကိုပေါက်ကွဲပြီးတော့မီးလောင်နေတာကိုမအောင်ကျုံးဘောကနေမြင်တွေ့ကြရတယ်ဆိုပြီးတော့မျက်မြင်ဒေသခံတွေကဘလို့ပြောလာလဲဆိုရင်အဲ့ဒီကမနေ့9နိုင်နဲ့10နိုင်ချားမှာတဲ့နေပြည်တော်မီးလောင်နေတာကိုသူတို့ကိုယ်တိုင်မြင်တွေ့ကြရတယ် ပေါက်ကွဲတံတွေကိုလည်းအကျဉ်းကြီးကိုကြားရပါတယ်တဲ့မန်အောင်ကျူးမြောက်ဖက်ကျေးရွာတွေကရှိတဲ့လူတွေအကုန်လုံးလည်းမြင်ရတယ်မီးလောင်နေတာလို့ဆိုပြီးတော့ဆက်ပြီးတော့ပြောပြထားပါတယ်အခုလိုမီးလောင်နေတာကိုမြင်တွေ့ကြရပြီမဲ့ဘာကြောင့်မီးလောင်လဲဆိုတာမသိဘူးဆိုပြီးတော့ဒေသခံတွေကတော့ဆက်ပြီးတော့ပြောပြထားတယ်အာခရတ်တို့အေကပြစ်တဲ့လက်နေကြီးထိလို့လားဒါမှမဟုတ်သူတို့စီကလက်နေကြီးပြစ်တာမှမတော်တဆပေါက်ကွဲတာလားဒါကတော့အတိအကျမပြောနိုင်ဘူး ်နေပြည်တော်ကပောက်ကွဲတံတွေကိုမန်အောင်ကျူးမြောက်ပိုင်းနေရာကလူတွေအားလုံးအတန်အကျေကြီးကိုကြားပါတယ်ဆိုပြီးတော့ကဲတော့ဒါတော့အကျံဖက်စစ်ခွေးတက်ခဲ့ဒီကြောက်ဖြူရဲ့ကျွန်တော်တို့ကမ်းလုံပြင်းနေပြင်းမှာစစ်ခွေးတက်ခဲ့နေပြည်တော်မီးလောင်ကျွန်တော်တို့ပောက်ကွဲသွားပါတယ်ဆိုတဲ့တရင်မှာပဲအဲ့တော့တရင်တရင်လောက်ဆိုရင်တော့တရင်အတိအကျထွက်လာမှာပါသူတို့စစ်ခွေးတက်ကပဲလက်နေကြီးပြည့်တဲ့အချိန်မှာ ပောက်ကွဲပြီးတော့မီးလောင်သွားတာကဒါမှမဟုတ်အာရခရတ်တို့အေးရဲ့လက်နေကြီးနဲ့စော်ဘလော်ဒီခမ်းလို့မြန်ပောက်ကွဲမီးလောင်သွားတာလားဆိုတာကတော့ တည်နေတော့ဒီဖြီးရတော့ကျွန်တော်တို့ထွက်လာမှာပါနောက်ထပ်ကျွန်တော်တို့မင်းညာတက်လာတဲ့ဒရင်ကောင်တပုတ်ဆိုရင်လည်းအခုဒါစကိုင်းတိုင်းခင်ဦးဘက်ကတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ခိုးတဲ့နဲ့ပြူတွေစစ်ကြောင်းလိုက်ပြက်အောင်ကိုအတိုက်ခံခဲ့ရတယ်လို့သိရပါတယ်အပြည့်ဆုံးကတော့မင်းညာနိုဝင်ဘာလ23ရက်နေ့မနေ့ပိုင်းမှာအဲ့ဒီခင်ဦးမြို့နယ်မုံလားရွာကနေကလုံရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွင်းရ300ပါတဲ့စစ်ကောင်စီတပ်ကိုကာကွယ်ရေးတပ်ဖွဲ့တွေက ဂျားပြတ်တိုက်ခိုက်ခဲ့ရမှာကမ်ဘလူဘက်ကနေတိုးလာတဲ့စစ်ကြောင်းတော်တော်လေးကိုအသေးဆုံးနေရှိပါတယ်။တနက်အလက်80လောက်ရှာထားပါတယ်။အဲ့လောက်ဆိုရင်သဘောပေါက်လိုက်တော့စစ်ကြောင်းတစ်ချောင်းလုံးပြုတ်သွားတာဖြစ်တော့ပါတယ်။တနက်အလက်80ရှာထားတယ်ဆိုတော့ကစစ်ကြောင်းကတော့ဖွဲ့စည်းပုံပြည့်တဲ့ထီကိုဖြစ်သွားပါတယ်ဆိုပြီးတော့ကမ်ဘလူခရိုင်ကာကွယ်တပ်ဖွဲ့ဝင်တို့ကလည်းပြောပြထားတယ်။တခြားတော်လိုင်းတပ်ဖွဲ့ဝင်တို့ကလည်း ပွဲကနေတာဝါသဝစစ်ကြောင်းတော်လေးကိုထိထားပါတယ်သူတို့ကိုထိတော့စစ်တပ်ကိုလေကြောင်းဖြစ်ကိုလှမ်းတောင်းတယ်ညနေပိုင်းကတော့ဂျက်ဖိုင်တာနဲ့လာပြီးတော့ပြစ်ခတ်သွားတယ်ဒါမင်းလည်းအရှောင်တင်းကောင်းတဲ့တော်လိုင်းတက်ဖို့မနေဘက်ကတော့အထိကိမရှိပါဘူးဆိုပြီးတော့ပြန်လည်ပြီးတော့လေပြောပြထားပါတယ်ခင်ဦးမျိုးနဲ့တရေမိုင်ပြန်ကြားရင်ဖွဲရမယ်ဘလို့အတိသေးလာလဲဆိုရင်ကြောင်လုံးပြုတ်မှလာလေစူတောင်းနေပါတယ်ညနေပိုင်းကတော့ဂျက်ဖိုင်တာပြစ်ခတ်တာလေးတော့ရှိလာပါတော့ ကနေဦးတော့စုံးရမရှိပါဘူးလို့ကြားသိရတယ်စစ်ကောင်စီဝါဒဖြန့်သူတွေကတော့ဟိုခွေးမသားတွေအယိုးကြီးကရတဲ့ Telegram Channel မှာတော့ဘလို့တွေဖာတန်းကိုမီးလောင်နေလဲဆိုရင်ခင်ဦးမျိုးနယ်ကလုံနီးတိုက်ပွဲတွေဖြစ်နေပြီးတော့ကမ်းဘလူတောင်ပင်ချမ်းနဲ့ခင်ဦးမျိုးနယ်အနီးမှာရှိတဲ့ရန်သူတင်နီယာများအင်အားများကိုအကုန်ပို့ထားပါလေဆိုပြီးတော့သူတို့ဘက်ကစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပြီးတော့ခံလာတော့အယိုးကြီးကရတဲ့ Telegram Channel တွေမှာတော်လိုင်းတက်ဖို့နေရှိတဲ့တင်နီယာကိုပို့ထားပါလေဆိုပြီးတော့ ဲကြောင့်မလို့လေညနေပိုင်း3နိုင်လောက်ကမင်းရညနေပိုင်းရဂျက်ဖိုင်တာနဲ့လိုင်းရောက်ပြီးတော့ပြစ်ခတ်သွားတာဖြစ်ပါတယ်ကဲတော့ဘာတွေပဲပြောပြောစကိုင်းတိုင်းခင်ဦးနယ်ဘက်မှာအချမ်းဖက်စစ်ခွေးတန်းနဲ့အဲ့ဒီကမ်းဘလူကသင်ငန်းအရေးချုံထားတဲ့လုံကလေးအမျိုးမျိုးဝါသွားပြီးပြုခွေးစစ်ကြောင်းနေစစ်ကြောင်းလက်ပြက်အောင်ကိုအတိုက်ခံပြီးတော့လက်နဲ့အလက်80လောက်သိန်းစီရမ်းပြီးလေဆိုတော့ကအဲ့လောက်ဆိုရင်တော့သဘောပါပေါက်လိုက်တော့လက်နဲ့အလက်80ဆိုရင်တော့တယောက်ကိုတလက်နဲ့တွဲရင်တော့မှပဲ စစ်ကွေးအယောက်80လောက်ဘုံငါပဲဖြစ်သွားတဲ့သဘောမှရှိပါတယ်ကဲတော့တလက်စားတဲ့အဲ့ဒီမန္တလေးတိုင်းမြို့တာမြို့နယ်တွင်းမှာလည်းခင်ဦးနေမုံရွာမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကွေးတပ်ကရင်းနှန်းနေတက်ဆွဲနေတဲ့နေရာတွေကိုတိုက်ခိုက်မှုမှလည်းနောက်ထပ်စစ်ကွေး9កောင်နဲ့မလဲတိတ်ဆုံးပြီးတော့စစ်ကောင်အုပ်ထဲမှာလည်းထိခိုက်ဒဏ်ရာတွေရရှိကြောင်းကိုအဖွဲ့ကောင်းဆောင်ကိုချစ်တိတ်ကတော့မင်းရညာခစ်တိမီဒီယာကိုပြောပြထားပါတယ်ဒါလေးကတော့အချင်းချင်းလေးပဲကျွန်တော်ဖတ်ပြထားတာပါဘေးနားမှာ အပြည့်စုံနေခြာပြီးသားပါလေကဲတော့ကျွန်တော်တို့ ARV တိုင်းဘက်ကတိုက်ပွဲတွေပဲကိုလှည့်လိုက်အောင်ပါအဲ့ဒါတော့ဒီအပိုင်းမှာရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်အဆက်မှာအရခတ်တော် AA မဟာမိတ် PDF ဖူပုံတက်ဖို့ဝင်နေရဲ့အကြံပဲစစ်ကုံစီဘက်လူချားမှာတိုက်ပွဲတွေပုံမူပြီးတော့ပြင်းထန်လာတယ်ဆိုပြီးတော့ဒေသခံတွေကလည်းပြောပြထားပါတယ်အရင်ရက်ကတော့လက်နေကြီးပြစ်ခတ်တန်တွေကိုကြားရတယ်ဒါပေမဲ့အခုရက်ထဲမှာပို့ပြီးတော့ဆိုးလာတယ်တဲဖြူနဲ့မကြီးစင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့ တာပေါင်းမြို့ကနေရလဲပြောပြထားပါတယ်အများကြီးမကြီးနဲ့ပူပူလေးလေးပဲကြံခဲ့တဲ့ချက်သက်တစ်ပတ်လောက်ကကျွန်တော်ကိုယ်တိုင်ဖက်ပြသွားခဲ့တယ်အဲ့ဒီအေယာဝေတိုင်းဘက်ကတိုက်ပွဲတွေမှာနှစ်ဖက်ကျွန်တော်တို့ကြာဆုံးမှုတွေရှိတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကစစ်မှုရန်တင်နန်းဆင်းလာတဲ့တပ်သားတွေဘလောက်ဒီအကြဆုံးများပြီးတော့အတူပြန့်ဒဏ်ရာရရှိတဲ့ကောင်တွေများလဲဆိုရင်ပသိမ်မှာရှိတဲ့မဆတ်ရလေးစစ်စင်းုံမှာမလောက်တော့လို့မင်္ဂလာလုံးမှာရှိတဲ့စစ်စင်းုံပါပို့ဆောင်နေရတယ်ဆိုတော့ကအလောင်းဆိုရင်တော့တွေးတာကြည့်ပြီးတော့အဲ့တော့အရာဝေးတိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေရဆိုတာကိုတော်လန်မိဘပြည်သူတွေသိစေချင်ပါကဲတော့နောက်ဆုံးအပိတ်အနေနဲ့ရှမ်းမြောက်ဘက်ကသတင်းတွေပဲပြေးလိုက်အောင်ပါအဲ့ဒါကတော့ဒီ MMD နဲ့အချမ်းဘတ်စစ်ကုံစီတက်တို့ဟာကြံခဲ့တဲ့အပတ်လောက်ကတော့လာရှုမြို့မှာရှိတဲ့စင်နဂေါဟိုတယ်မှာ MMD တက်ဖို့မနေလာရှုမြို့နာကြေးရွာတွေကနေပြန်လဲစုပ်ပေးဖို့သူတို့တွေဒီတွေ့ဆုံညီနိုင်ရမှာအဆင်မပြေဖြစ်ပြီးတော့နှစ်ဖက်ကျွန်တော်တို့စီရီတွေတင်းမာခဲ့တယ်ဒါပေမဲ့လည်းအချမ်းဘတ်စစ်ခိုးတဲ့ဘက်ကတော့တရုတ်ကိုဘလို့တွေသွားပြီးတော့ဒူးဖတ်မတဲ့တောင်းပန်ရတော့မသိဘူး တရုတ်ကြီးကဆက်ပြီးတော့ဖျားတွေပေးမှာပေါ့အခုဒါ MMD တက်ဆွဲလာတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဟိုရရဲ့နမ်ပေါင်မေဟန်နောင်မွန်နားစော့ဒေသကတက်တွေကိုအခုနိုဝင်ဘာလ22ရက်နေ့ကစပြီးတော့လောက်ကင်ဘက်ကိုရွှေ့ပြောင်းနေတယ်ဆိုပြီးတော့ MMD နဲ့နီးစပ်တဲ့သူတွေကလည်းပြောပြထားပါတယ်100% confirm ဖြစ်လာဆိုတော့ကျွန်တော်ကတော့အရင်ကြီးတော့ confirm မပေးပါဘူးဒါပေမဲ့လည်းပြန်ပြီးတော့စုပ်ပေးရလိမ့်မယ်ဆိုလာတော့မလွဲဤကံပါပဲခေါင်းကင်ဖခင် တရုတ်ကမှမလွန်ဆန်နိုင်မှတော့ငိုရေရလည်းသူ့ရဲ့ငယ်ကျွန်းကြီးတွေဖြစ်တဲ့အဲ့ဒီစစ်ခွေးတန်းနဲ့ MMD တို့တရားလေတို့လည်းမရတော့ဟိုသွားမရတော့ဒီနေရာနေပြန်ဆုတ်ဆိုပြီးတော့လာရှုံးမှာကိုကောင်စစ်ဝင်ရုံစိုက်ပြီးတော့တရုတ်နိုင်ငံကတော့မြန်မာပြည်တွင်းထဲမှာရှိတဲ့စစ်ခွေးတန်းအပါအဝင်သူ့ရဲ့ငယ်ကျွန်းကြီးတွေကိုတော့စီမံခွဲတန်းချနေဆိုတော့ကပြောပြရင်လည်းတော်တော်လေးခံပြင်းစရာတွေကောင်းပါတယ်။နာကြီးမှုတွေကောင်းပါတယ်။တလက်စားတဲ့အခုဒီရက်ပိုင်းမှာအကြမ်းဖက်စစ်ခွေးတန်းကလည်းနောက်ထပ်တစ်ကြိမ်တရုတ်ကိုဘလောက်ထိဒုဖက်မတတ် သွားပြီးတော့တောင်းပန်လဲတော့မသိဘူးအခုညင်အောင်သုံးဘက်ထင်းချူထားတဲ့မူဆယ်၁၅မှန်ကိုလည်းဒီကောင်လေးပြန်လဲရရှိဖို့စစ်ခွေးအင်အားတွေကျွန်တော်တို့မူဆယ်မှာဒီရဟန်းရင်တဲ့ဒီအပိုင်းဒီမှာစစ်ခွေးအင်အားတွေဖြည့်တင်းနေလို့သိရတယ်အကြောင်းကတော့ဒီမူဆယ်၁၅မှန်ဆိုတာလဲဘလောက်ကြီးကျွန်တော်တို့ဝင်ငွေတွေရနေရတယ်ဆိုတာစစ်ခွေးတက်ဖက်ကလည်းကောင်းကောင်းသိရတယ်ကြံခဲ့တဲ့လာပိုင်းကပဲကထိန်တွေခင်းတဲ့လတော်ကအာရခရတ်တော်အေယာအဲ့ဒီမှာရှိတဲ့ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိုးစေတရားငါမိုင်မှာကထိန်ခင်းပြပြီးတဲ့နောက်မှာစစ်ခွေးတက်ကတော့တော်တော်လေးကိုဒေါသပုံတွေထပြီးတော့အခုမိုးစေတရားငါမိုင်ကနေထွက်လာတဲ့ရှိသမျှကုံနေကားတွေအကုန်လုံးကိုဖမ်းဆီးရန်စစ်ခွေးတက်ကတော့ညှို့ချထားလို့သိရပါတယ်အဲ့တော့အရင်ကလည်းဖမ်းဖို့ဆိုတာရှိပြီမဲ့အခုကထပ်ပြီးတော့တင်းကျပ်လာပါတယ်တပုံအားမပေးဖို့လည်းပြောတယ်အခုလမ်းမှာဖမ်းမိလူပါ တဘုံအားပေးမှုနဲ့အေးအေးယူမယ်ဆိုပြီးတော့ပြောနေကြတယ်မကြမီကုန်တွေပြက်သွားမယ်ဈေးတွေကမောက်ကမတက်လာမယ်ဆိုပြီးတော့အဓိကကတော့ညင်တော်သုံးဘက်ထိန်းချုပ်ထားတဲ့မူဆယ်တရားငမ်းမိန်မှာဒီလိုမျိုးသူတို့ဘက်ကဒါရှိသမျှကုန်တွေကားတွေကိုဖမ်းဆီးမယ်လူတွေဘာတဘုံအားပေးဆိုပြီးတော့ဖမ်းဆီးခြင်းအပြင်ကုန်စည်တွေပြက်လက်မယ်ဝင်ငွေရနိုင်မှုတွေရော့ကျသွားအောင်လို့မဆားရတယ်မဲတဲနဲ့ပတ်တဲ့အကွက်ပါပဲအဲ့တော့ကျွန်တော်ရှင်းပါလေပြောသွားတယ်မူဆယ်မှာဒီရက်ပိုင်းမှာ ရဟန်းရင်နဲ့အကျမ်းဖက်စစ်ကုံစီဘက်ကတော့အင်အားတွေဖြည့်တင်းနေပြီးတော့စစ်ကြောင်းထိုးမလားဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အနေထားတွေပါပဲအဲ့တော့တရားလီနဲ့မုံကုတ်ကိစ္စဆိုရင်လည်းဒီကနေ့ဆိုရင်24ရက်ဖြစ်သွားပြီဆိုတော့က25 26လမ်းမကုန်ကြီးစစ်ကြောင်းမှာဘယ်လိုတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရလွယ်ပြီးတော့ကျွန်တော်လည်းဘာမှတော့မတက်နိုင်ဘူးလောလောဆယ်မှာတော့တရားလီဘက်ကတော့စစ်ကုံစီတွေကိုမျိုးလဲကိုမုံကုတ်မုံမိတ်မျိုးတွေကိုသူတို့ကိုယ်တိုင်ခေါ်ဆောင်လာမလားဆိုတာတော့ အန်ယူဂျီကလူကြီးပိုင်းတွေသာအတီဆုံးပဲဆိုတော့ကကဲတော့ Champion စစ်ကွန်စီရဲ့အတူယုံရုပ်ကောပဲကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်ဆောင်နေကျွန်တော်ပြောချင်တာကတော့ကြံခဲတဲ့ရပ်ပိုင်းကရန်ကုန်လှန်တရာဘက်မှာဒါစစ်ကွန်စီရဲ့ရုပ်ကောပဲဥပဒေကိုနှောက်ရက်တယ်ဆိုတော့ဖန်ဆီးခံရတဲ့လူငယ်တွေကိုအခုအ Champion စစ်ကွန်တဲ့ဘက်ကထောင်နံဗရန်နေချမှတ်လိုက်လေဆိုရင်အသက်ကကျွန်တော်တို့ငငယ်လေးတွေပဲရှိသေးတယ်တယောက်ကအသက်23နှစ်ကိုရန်နိုင်ကြည်ဝင်းနဲ့တယောက်ကအသက်24နှစ်ကိုအောင်ရဲထုတို့ကိုလှန်တရာတရားရုံးမှာ ထောင်နန်း49နှစ်စီချမှတ်ခဲ့ပြီးအသက်16နှစ်ပဲရှိသေးတဲ့မန်ဂျမင်းထက်ကိုလည်းထောင်နန်း42နှစ်နောက်ထပ်ချမှတ်ခဲ့တယ်ဆိုတော့ကဲအဲ့ဒါလာကြည့်ပြီးတော့ကြံခဲ့တဲ့ရပိုင်းကလည်းမွန်ပြည်နယ်ဘက်မှာပါလေလွတ်တော်ကိုစရဲလောင်းနေရဲ့ဗလာစာအုပ်ကိုစုပ်ဖြဲမှုနဲ့ဒီအသက်60ကျော်တဲ့ဒါလူတယောက်ကိုလည်းထောင်နန်းကျွန်တော်နှစ်ရှည်တွေ18နှစ်တည်းတည်းချမှတ်ခဲ့တယ်အခုလည်းအသက်ကျွန်တော်တို့တချို့တွေဆိုရင်16နှစ်ကျွန်တော်ပြည့်ဝမှရှိသေးတဲ့16နှစ်ရွယ်မိန်းကလေးတွေအသက်23နှစ်ရွယ်24နှစ်ရွယ်လူငယ်တွေကို ဒီကျွန်တော်တို့ရွေးကောက်ပွဲနှောက်ရတဲ့ဥပဒေနဲ့ထောင်နှံ49နှစ်ဆိုတော့ကကျွန်တော်မောင်မားတွေရှင်းသားသာကြည့်ပြီးတော့တကယ်တမ်းကျွန်တော်ပြန်ပြီးတော့မလုပ်ဘူးဆိုရင်အသက်ရွယ်အဖိုးကြီးဖြစ်တဲ့အချိန်ကျမှပြန်ပြီးတော့လွတ်မဲ့သဘောတွေမှာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာကြီးဟာဒီပွဲရနိုင်မှပဲအချမ်းပဲစီကွေးတဲ့ကမတရားဒီလိုမျိုးခေါင်းစဉ်ပေါင်းစုံပုံမှပေါင်းစုံနဲ့အချင်းချထားတဲ့အပြစ်မဲ့ရသားပြည်သူတွေပြန်ပြီးတော့လွတ်မြောက်လာမယ်ဆိုတော့ကဒီပွဲရတော့မနိုင်လို့ကိုတော့မရပါဘူးအဲ့တော့ကိုယ်တွေအလက်ရောက်ရင်လည်းမင်းတို့အဲ့ဒီ စစ်ခိုးတဲ့ဒေါက်တိုင်လေးအဲ့ဒီအတူရောင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ပတ်သက်နေသူတွေကတော့မင်းတို့အလက်တဖန်ပြန်ပြီးတော့လာမေးဆိုတော့ဟာလောလောဆယ်မှာတော့ထမင်းဝောင်းသားစားရကြပါဘွာကဲတော့ဒီကနေ့မနေ့အစောပိုင်းဒီတစ်ဖက်ကတော့တရင်နေသေးတော့ငွေလာပြီးတော့ဖတ်ပြတော့ဟာသိမကြခင်နောက်3-4နာရီအတွင်းမှာနှိမ့်လေပါလောက်တစ်ဖက်မှာလည်းနောက်ဆုံးသိရတဲ့တရင်နေနဲ့ reaction video ပိုင်းပြည့်ပြည့်စုံစုံလေးနဲ့ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်ဘဲချီနေပဲတင်တယ်နောက်ဆုံးတရင်နေပဲသေးတဲ့ဖတ်ပြတယ်အခုချိန်ထိ မငြိမ်းမညူမဲနဲ့ပုံမှန်ဝင်ရောက်ကြိရှိပေးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ